ဟုတ်ကဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့သတင်းကောင်းကြီးငလင်ပေး၌အမေစုကျမ်းမာချမ်းသာစွာရှိပါကြောင်းနှင့်ຫນွေဦးတို့၏ထူးချက်သတင်းကောင်းများပြောပြပါပြီတဲ့ ရဲဘော်ရှမ်းလေးမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်တီစင်းပြီးတော့ကျမဖတ်စစ်ခွေးတက်ရဲ့လက်ရှိစစ်စင်ရေးတွေမှာ ပူပေါင်းလှုပ်ဆောင်နေတဲ့ ဒရုန်းပညာရှင်တရုတ်ကောင်တွေအကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။ဆိုတော့ဒီသတင်းတွေကိုပြောခင်မှာသတင်းကောင်းကြီးလည်းပြောဖို့ရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတအူးချင်းစီတိုင်းကိုတလီစာဖိတ်ခေါ်လိုက်ပါတယ်။ရဲဆိုင်ရောက်ပြီမလားစမောကအိုက်ဖောကြီးတဲ့ကြောက်ကြတာကိုကိုကပေါ်ကောမတော့ကူရောအောက်ကမ တော့လို့တို့တာတရင်ကောင်းကိုအရင်ဆုံးနားထောင်ခြင်းပဲလို့ညွှန်လဲ့ပါတယ်ဒီတရင်ကောင်းကလည်းကျွန်တော်မိဘပြည်သူညီကိုမောင်တော်ကတကွာလုံးဝရှိတယ်ကျွန်တော်တို့ဓမ္မပတ်တော်သားတွေအားလုံးကြားချင်းမျော်လင့်ဆူတောင်းနေတဲ့သတင်းစကားဖြစ်ပါတယ်ဒီကနေ့နောက်ဆုံးကြားသိလိုက်ရတဲ့မင်္ဂလာသတင်းကတော့ အမေအိုတော်အောင်ဆန်းစွကြည်ကျမ်းမာချမ်းသာလျက်ရှိပါကြောင်းမှာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားပြည်သူညီကောင်မောင်တို့ကတူးချင်းစီတိုင်းရဲ့ပြဖို့တဲ့မေတ္တာတွင်နေပြီးတော့တကွာလုံးမှရှိရဲ့အမေကိုတောင်းဆန်းစွကြည်ကိုလေးစားချစ်ခင်တဲ့သူတူးချင်းစီတိုင်းရဲ့မေတ္တာတွင်နေဆုတောင်းမှုတွင်နေအတူတူတောင်းဆန်းစွကြည်ကျမ်းမာစွာ ချမ်းသာစွာရှိနေပါကြောင်းသတင်းကောင်းအရင်ဆုံးပိုင်လိုက်ပါစေဟုတ်ကဲ့ပါဒါဆိုရင်တော့အကျံပွဲတော့အပြီးမှာကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့အမျိုးသမီးတူကြီးစစ်မှုထမ်းရပါတော့မယ်ကျွန်တော်ပရမစစ်မှုထမ်းဥပဒေထပ်ပေါ်လာတဲ့အချိန်မှာအမျိုးသမီးအမျိုးသားနှစ်မျိုးလုံးစစ်မှုထမ်းထဲမှာပါနေတာကိုလည်းကျွန်တော်အမိပါတွေပြန်လည်ပြီးတော့ သတိရမယ်လို့ပြောလင်ပါတယ်ဟုတ်ပါတယ်လက်ရှိအချိန်မှာအမျိုးသားစစ်မှုထမ်းတွေဟာတတုတ်ပြီးတတုတ်အကျမဖက်စစ်ခွေးတက်ရဲ့စေခိုင်းတဲ့အကျမ်းဖက်လောက်ရတွေ အောက်မှာ သူတို့တွေအကုန်လုံးပသက်တွေဘဝတွေဂုံတိတ်ခါတွေဆုံးရှုံးခဲ့ရပြီးပါပြီလက်ရှိအချိန်ထိလဲသူတို့တွေပေးပို့လိုက်တဲ့သူတို့တွေတင်ကြားခဲ့လိုက်တဲ့ လူတတ်ဖို့ခိုးဆိုးလူနိုင်ဖို့မူရင်ရန်ကားဖို့ပြီးရင်ပြည်သူကိုလက်နက်နဲ့နိုင်ကျင့်ဖို့ဘုံကျဲတပ်ဖြတ်ဖို့အဲ့ဒီပညာရက်တွေသင်ပေးလိုက်တဲ့စမှုထမ်းအငယ်လေးတွေလည်းတော်တော်လေးကို ပြတ်တော့နေပါပြီနေ့စဉ် ကျွန်တော်တို့တိုင်းသားတက်ဖွဲ့ဝင်တွေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေစီမှာအញ្ញံခံရတဲ့အခြေအနေတွေနဲ့နေစဉ်ရှင်ရစမျက်နာ ပြင်နေမှာပဲသိဆုံးခဲ့ရတာတွေပြီးတော့နေစဉ်ထွက်ပြေးနေကြတာတွေနေစဉ်လက်နက်ချအလင်းဝင်တာတွေပြီးတော့နေစဉ်ရှင်ထဲမှာငတ်ပြတ်ဆုပ်ပြတ်တက်နေတဲ့အခြေအနေတွေကိုလည်းကျွန်တော်ပြီးပါတယ်သိရှိပြီးပါပဲ ဆိုတော့အခုအမျိုးသမီးတွေအလက်ရောက်လာပါပြီ။ဒါတွေကလည်းဖြစ်လာမှာပါ။ဒီအကြမ်းဖက်စစ်ခွေးတက်အောက်မှာရှိနေတွေကတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာသူတို့ရဲ့အမျိုးကလွဲလို့ကျန်တဲ့လူတွေအတွက်ကတော့အတုံးချခံ ပစ္စည်းတစ်ခုထပ်မပူပါဘူး။ ကျွန်တော်မှန်တရားကိုပြောနေတာပါလက်ရှိစစ်မှုထမ်းဥပဒေဆိုတဲ့ခေါင်းစဉ်အောက်မှာစစ်မှုထမ်းနေရတဲ့အပတ်စဉ်တနည်း3 4 5 6 9 10 17 17 23စသည်အဖြစ်အဲ့ဒီပတ်စဉ်လေးမှာသူတို့ရဲ့တာသမီပါပါသလားကျွန်တော်ရဲ့ဗီဒီယိုကိုမြန်မာနိုင်ငံအတွင်းထဲမှာကြည့်နေတဲ့မိသားစုဝင်တွေဗီဒီယိုကွန်မန့်လေးရေးပေးပါဒီမိကုန်းကလည်းကျွန်တော်အရှိမမေးခဲ့ဘူးလေဘေးကုန်းမှာသူတို့ရဲ့သားသမီးသူတို့ရဲ့ဆွေမျိုးပါလားပြီးတော့လက်ရှိအကျန်းဖတ်စစ်ခွေးတက် ကိုဘော special plan နဲ့မနေတဲ့အမှုပညာရှင်တွေစစ်မှုထမ်းပါပါသလားပြီးတော့ခရိုနီနဲ့ပတ်သက်တဲ့သူတို့ရဲ့သားသမီးတွေသူတို့ရဲ့စီဝါရေးတွေနဲ့အတူတူလုပ်နေတဲ့လုပ်ငန်းရှင်တွေရဲ့သားသမီးတွေစစ်မှုထမ်းဥပဒေထဲမှာပါပါသလားကျွန်တော်ရုံရုံတတပဲမိကုံလေးသုံးခုမေးတာပါမင်းမင်းရမယ့်မိကုံးတွေကတော့အများကြီးရှိပါလိမ့်မယ်ဟုတ်ပြီ ဒါဆိုရင်လက်ရှိစစ်မှုထမ်းနေရတဲ့သူတွေကဘသူတွေပါလဲကျွန်တော်မြင်ပါဒါအာနာရှင်တွေရဲ့ဇယိုက်အာနာရှင်တွေရဲ့ပုံစံအမှန်တွေကို ကျွန်တော်တို့မြင်တွေ့နေရတာပါကျွန်တော်တော်လရင်လေးနှစ်ကြောခဲ့ပြီမဟုတ်ဘူးကျွန်တော်မြင်ပါကျွန်တော်တော်လရင်နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဒါကြောင့်လည်းပဲဒီနေ့အချိန်မှာကျွန်တော်တို့တော်လန်ရှင်းမှာနှစ်ပေါင်းများစွာလူကလိမ့်ကနီးမျိုးစုံနဲ့ခံခဲ့ရတဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့နေဥမာဒီပေါဖွာလာတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေနဲ့ပေါင်းပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကိုအမြင့်ဖြတ်ချေပုံးဖို့တန်ဒိတ်ချံချရတာပါကျွန်တော်ဒါကိုမမျှော်လင့်ခဲ့တာတော့မဟုတ်ဘူး သူဟာကျွန်တော်ပြည်သူကိုပဲအတုံးချတာသူဟာကျွန်တော်ပြည်သူကိုပဲအသေးခံခိုင်းနေတာသူဟာကျွန်တော်ပြည်သူကိုပဲသူ့ရဲ့အတက်အိုးရင်စည်းစိမ်ကိုကျွန်တော်ပြည်သူကို ပြန်ပြီးတော့ကာဝယ်ခိုင်းနေတာဆိုတော့အခုအမျိုးသမီးတွေအလှရောက်ပါပြီဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်မိသားစုဝင်တွေမှာအခုလက်ရှိနိုင်ငံဒေသအသီးသီးကိုနီးမျိုးစုံနဲ့ဖပြေတိန်ဆောင်နေရတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေခက်ခဲမျိုးစုံရှိမှကြုံခဲ့ပြီးပြီအခုအမျိုးသမီးတွေအချို့ဖပြေနေကြရပြီဒါကိုဘယ်မှာပထမအဦးဆုံးစတွေ့ရလဲဆိုရင်မွန်ပြည်နယ်မှာစတွေ့တွေ့ရပါတယ်မွန်ပြည်နယ်မှာ ရှိတဲ့အမျိုးသမီးတွေစစ်မှုထမ်းဖို့အတွက်ကြံအပီးမှစီစဉ် တော့မယ်ဆိုတဲ့တိကျခိုင်မာတဲ့တည်င်းရရှိထားပါတယ်။အဲ့တည်င်းလဲကျွန်ရဲ့မွန်ပြည်နယ်အတွင်းမှာရှိတဲ့မိသားစုဝင်တွေလဲကြားမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်။အထူးသောအမျိုးသမီးတွေကမွန်ပြည်နယ်နဲ့ကျွန်တော်တို့ဒါနေဆက်စီးမှာရှိတဲ့ထိုင်းနိုင်ငံဘက်ကိုဖပြေတိတ်ဆောင်နေကြရပါတယ်။ဆိုတော့ဖပြေတိတ်ဆောင်တဲ့နေရာမှာကျွန်တော်ကြံပြုတ်ချင်တာက လက်ရှိချိန်မှာထိုင်းဘက်ကလည်းပဲဒါတရားမဝင်ဝင်ရောက်လာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးမှုတွေလွန်စွာတိကျက်ထားပါတယ်။ကြားပြန်ကိစ္စတွေကလည်းလက်ရှိအချိန်ထိမပြီးသေးတဲ့အခါမဲ့ကျွန်တော်တို့အပြစ်မဲ့စပေးရှောင်းစစ်မှုထမ်းရှောင်းနဲ့ကျွန်တော်တို့ပြည်သူတွေပါဂျာညက်အဖမ်းခံရပြီးတော့တပန်အကြမ်းဖက်စစ်ခွေးတက်လက်ထဲကို အနှံခံရင်းနဲ့စမှုထမ်းလိုက်ရတဲ့သူတွေဟာအများအပြားပါဒီတင်တို့နဲ့ပတ်သက်ပြီးတော့လေကျွန်တော်ရဲ့မိဘတွေရုပ်သံဗီဒီယိုအင်တာဗျူးတွေတပုံမှတ်တမ်းအချက်လက်တွေနဲ့တကွာကျွန်တော်တို့သတင်းမီဒီယာဆိုရှယ်လူမှုကွန်ရက်စာမျက်နှာမှာတပြားမှုတွေရှိကြပါတယ်ဒါကလည်းလက်ရှိအခြေအနေမှာကျွန်တော်တို့နိုင်ငံသားတွေရဲ့အခြေအနေကိုကျွန်တော်တို့နိုင်ငံသားတွေအတိအဆုံးမှု ကျွန်တော်အမြဲတမ်းကျွန်တော်တို့သတိပေးပြောဆိုခဲ့တယ်အခုအမျိုးသမီးတွေစစ်မှုထမ်းရပါမယ်ဆိုတော့ကျွန်တော်မျိုးသမီးတူကြီးဘာတွေပြင်ဆင်ထားကြပါသလဲဆိုတော့တိုင်းတစ်ပါးကိုဖျက်ပြင်းမဲ့ဆိုရင်မောင်ကိုလမ်းကဖျက်ပြင်းဖို့ဒါချိတ်ဆက်ဆောင်ရွက်နေတဲ့အချိန်တွေကိုလည်းကျွန်တော်ကြားနေရပါတယ် အထူးသတိပြုစင်ကြီးစည်းခြင်းနဲ့အခုချိန်မှာပွဲစားဆိုတဲ့ခေါင်းစဉ်အောက်မှာအလိုလိုနေကြတဲ့သူတွေအနေနဲ့ပါလက်ရှိကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့လူငယ်တွေအမျိုးသမီးငယ်တွေဒါအပြင်ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့စပေးရှောင်တဲ့ဒုက္ခမျိုးမျိုးဂျင်းစည်းခံနေရတဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုတတ်နိုင်ဆုံးကူညီဖို့ဒီကနေပြီးတော့ကျွန်တော်လေးလေးနက်နက်မြစ်တာရက်ခံပန်ကြားလုပ်နေတယ် ကျောင်းနိုင်ငံအတွင်းမှာဖြစ်တဲ့လူတူးချင်းစီတိုင်းရဲ့အရေးကကျွန်တော်တို့နိုင်ငံအရေးပါကျွန်တော်တို့နိုင်ငံသားတွေနိုင်ငံအတွင်းမှာညီမနှိပ်ဆက်ဖိနှိပ်တပ်ဖြတ်ခံရတယ်ဆိုတာလဲကျွန်တော်တို့ဖိနှိပ်တပ်ဖြတ်ခံရတာ ਨੇ အတူတူပဲဖြစ်တယ်လို့တစ်ဖက်နိုင်ငံကိုကျွန်တော်နိုင်ငံအတွင်းမှာနေလို့မရတဲ့နောက်ဆုံးအခြေအနေမှာတရားမဝင်ဖပြေးတိန့်ရှောင်းကြတဲ့အခြေအနေမှာလည်းပဲ ထိဆက်တဲ့သူတူးချင်းစီတိုင်းတက်နိုင်ဆုံးကုညီပေးဖို့တရားနေပြီးတော့ကျွန်တော်ဖက်စင်မြတ်တရရက်ခံလို့တာပါ။များသောအဖြစ်ထိုင်းနိုင်ငံကိုဒါခေတ္တခဏထပိတိတ်ဆောင်ကြတဲ့သူတွေညားပါတယ်။ဆိုတော့ထိုင်းနိုင်ငံနေဆက်စီတောက်ရှောက်မှာရှိတဲ့ကျွန်တော်တို့ဒါပွဲစားမျိုးစုံပေါ့ဗျာ ဆိုတော့တို့အနေနဲ့လည်းလက်ရှိအချိန်မှာအာအလုတ်ပါရှာပေးမယ်ဆိုပြီးတော့မြန်မာငွေကျပ်30 30 60 30 80စသည်ဖြင့်မိုးမွန်အောင်တောင်းနေတဲ့တွေတွေလည်းကျွန်တော်ကြားနေရပါကျွန်တော်နိုင်ငံအတွင်းမှာမိဘပြည်သူတွေအရန်ကိုစင်းနေကြရတာပါပုံမှန်လူတူးချင်းစီတိုင်းစားဝေးနေရင်ဖြစ်ရှင်းဖို့တော့နိုင်ငံရုံးကန်နေရတဲ့အခြေအနေကျွန်တော်ဒါကိုနှုတ်နဲ့ပြောနေတာမဟုတ်ဘူးကျွန်တော်တို့ ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ဒါလူတူးချင်းစီတိုင်းရဲ့ဝင်ငွေနဲ့လက်ရှိအကျပ်တဲတွေကိုတေချာစွာဆင်းရင်လှုပ်ထားကြတဲ့စင်အင်းတွေအကြအကျောင်းနိုင်ငံဟာတော်တော်လေးကိုအခြေအနေစိုးနေတာပါလူ၃ယောက်မှတစ်ယောက်ဟာစာဝတ်နေရေးဒုက္ခဘေးကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်ခင်ဗျာအခုငလေလှုပ်ခတ်ပြီး အခုမိုးတွေစတိုက်ရွာနေပြီပြီးတော့လေပြင်းတွေတိုက်ခိုက်တဲ့အချိန်တွေဒီမှာကျွန်တော်တို့အသက်ရှူရတာအရန်ခတ်နေပါတယ်ဒါကြောင့်လည်းပဲဒီနေ့ကျွန်တော်တင်ပြခဲ့တဲ့အမျိုးသမီးတွေကျွန်တော်တို့စစ်မှုထမ်းဖို့အတွက်သူတို့တွေစင့်ခေါ်ပါတော့မယ်ဆိုတော့မော်ဘီနယ်မှာပထမအဦးဆုံးလုပ်နေတယ်ပြီးတော့မော်ဘီနယ်မှာရှိတဲ့ကျွန်တော်တို့တိုက်တိုင်းသားတစ်ဖွဲ့ဝင်တွေ ਨੇ ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအနေနဲ့လည်းကျွန်တော်မော်ဘီနယ်မှာရှိတဲ့မျိုးသမီးတွေကိုကာကွယ်ပေးဖို့ ရေးကြီးပါတယ်မော်ပြည်နယ်မှာဒီနိုင်ငံလုံးမှာရှိတဲ့မျိုးသမီးတွေကိုကျွန်တော်တို့ကာကွယ်ပေးရမှာကလက်နက်ကြိုက်တာတော့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ရဲဘော်တမိုးချင်းစီတိုင်းအရေးကြီးပါတယ်ဆော့ဒီပွဲကိုလည်းအဆုံးတက်ဖို့လေအလင်းအမြန်လိုအပ်နေပါတယ်ဆော့ဒီအပိုင်းပြင်းမှာကျွန်တော်မြင်ပါတယ်အောင်ပွဲသတင်းတွေကြားမှာပါဆော့ဒီအောင်ပွဲသတင်းတွေနဲ့အတူတူ ကျွန်တော်တို့ရှင်ကျွဲပြီးတော့ထူးခြားတဲ့အချက်လေးတစ်ချက်ကိုခံစားမိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။အဲ့ဒီအချက်ကကျွန်တော်မိဘတွေပြောနေတဲ့တပေါင်းစုတပေါင်းစုတပေါင်းစုအဲ့တော့မှတွေ့လိုက်ရတာအဲ့ဒါတပေါင်းစုပါ။ပြီးတော့ plan မှတွေ့လိုက်ရတာအဲ့ဒါတပေါင်းစုပါ။ဆိုတော့ကျွန်တော်မိဘတွေကျွန်တော်တို့ပြည်သူညီကောင်မောင်မတွေရဲ့ပြောတဲ့အတန်တိုင်းကိုကျွန်တော်တို့ရဲဘော်လူငယ်တွေနားနဲ့ဆက်ဆက်ကြားရတယ်။ ျွန်တော်အုံနောက်နဲ့မှတ်တယ်။လုံးသားထဲမှာတင်ထားတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေဘလို့မျိုးခက်ခဲမျိုးစုံကြုံတွေ့ရပါစေ။မိဘပြည်သူတွေရဲ့ကြံပြုတ်ဆွေးနွေးချက်အခုချင်းစီတိုင်းကိုလေးထားဦးထိတ်ပံတာဝန်ထမ်းဆောင်နေကြစေပါ။ဟုတ်ပြီ။ဒီလိုပြင်ဆင်စ조사နေတဲ့အချိန်မှာပဲအကျမဖက်စစ်ခွေးတက်ရဲ့မြေပြင်စစ်ကမ်းအထိဆင်းလာတဲ့တရုတ် ဒုံကျွမ်းကျင်ပညာရှင်တွေအကြောင်းကိုကျွန်တော်ထပ်မံပြီးတော့တပြချင်ပါတယ်။လင်းလာဤတိုင်းဘိတ်တဝဲခရိုင်မှာဒုံကျွမ်းကျင်တရုတ်ငါးကောင်အကြောင်းဖတ်စစ်ခွေးတက်နဲ့ပူပေါင်းဖို့အတွက်ရောက်ရှိနေပါတယ်။ KNU တက်မှာလေထင်းချုပ်နေမြေအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်ကုန်းသွဲရေးလမ်းတစ်ခုဖြစ်တဲ့မော်တောင်လမ်းမကြီးကိုထိန်းချုပ်ဖို့အတွက်ရောက်ရှိနေခြင်းဖြစ်ပါတယ်။ ဒုတ်ကျွမ်းကျင်အဲ့ဒီတရုတ်ငါးခေါင်ဟာလက်ရှိအချိန်မှာဂျာမန်ဖက်စစ်ခွေးတက်ရဲ့ရှီရန်စစ်ခန်းတစ်ခုဖြစ်တဲ့ချင်းမြန်တက်ရင်ခမာယာငါးခွန်တက်တက်ခန်းတဲကိုအင်ပရလာကိုဂျန်နေကရောက်ရှိလာကြောင်းအတည်ပြုထားပါတယ်။ဒါကိုအတည်ပြုထားတာကဘဒူစောအေနာဖြစ်ပါတယ်။ ပယွေးမှရင်တော့တမိုင်းစုဒီကြပေါ့ကျန်ရပါမယ်ပယွေးမှရင်တော့ကျွန်တော်တို့ပြည်သူလူထုရဲ့ရန်သူအဖြစ်တမတ်ခံရပါမယ်ပယွေးမှရင်တော့ကျွန်တော်ပြည်သူလူထုကစတဲ့တော်လှန်ရေးရဲပေါ်တွေ့ရဲ့အမုတ်ကြိတ်ချိန်မုံတိုက်ခိုက်ခြင်းကိုခံရပါလိမ့်မယ်။အဲ့ဒါက မြေကြီးလက်ခတ်မလွဲပါပြီးကြတဲ့ဂျပန်တွင်းမှာရူဂရိန်းရုရှားစစ်မြေပြင်မှာတရုတ်စစ်သားတွေကိုရူဂရိန်းကအရှင်ဖမ်းမိခဲ့တယ်ဆရာသူတို့ရဲ့အင်တာဗျူးကိုလည်းရူဂရိန်းကကဘာကိုချပြခဲ့တယ်ပြီးတော့တရုတ်တန်ယုံကိုလည်းတိုက်ရိုက်ဆင့်ခေါ်ပြီးတော့လာရောက်ဖြည့်ရှင်းပေးဖို့ရူဂရိန်းကတောင်းဆိုတာမဟုတ်ဘူးနော်ကြောက်မိပါပြောလာတယ် အင်အားကြီးတဲ့နိုင်ငံတွေခရမ်မိုးလို့ယာကြီးဆိုရင်လက်ရှိကျွန်တော်တို့နေထိုင်နေတဲ့မြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်အမည်ပါပြောင်းပေးလိုက်ကျွန်တော်ကလူငယ်တွေဖုံးဖုံးလင်းလင်းနဲ့ပြောတတ်ပါတယုတ်အုပ်ချုပ်တော့တယုတ်လက်ဝေခံတော့တယုတ်လက်ကင်တော့ဖြစ်တော့တယုတ်ကျုံဖြစ်တော့ နိုင်ငံအဖြစ်အမည်ပြောင်းပေးလိုက်တခါကလေးကျွန်တော်တို့တော်လိုင်းရေလုပ်တဲ့အချိန်မှာဘုရားရှိခိုးကောင်းတယ်ကိုကြည်ပြီးတော့ကျွန်တော်တို့ရင်နဲ့အပေတဲ့ကနာကျင်ပါတယ်လက်ရှိကျမဖတ်စစ်ခွေးတက်ကိုထောက်ခံနေတဲ့ကောင်းတွေကိုကြည်ပြီးတော့လဲကျွန်တော်တို့အယံကိုတဲနာတယ်ပြီးတော့မိမိတို့ရဲ့ကိုယ်ပိုင်အချိုးစည်းဝါးတွေကိုပဲမျက်နှာမူပြီးတော့လက်ရှိအချိန်ထိ မယောင်ရစီလူနေတဲ့កောင်တွေကိုជីပြီးတော့လေကျွန်တော်တို့လူငယ်တွေအသေးနာဒါကကျွန်တော်တို့ရင်နာတဲ့အကြောင်းကိုရင်နာနာတဲ့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြနေခြင်းဖြစ်တယ်ဒါပေမဲ့ဒီပွဲဟာကျောင်းခန်းစားချက်နဲ့လုတ်တဲ့ပွဲမဟုတ်ဘူးကျွန်တော်တို့တနိုင်ငံလုံးစစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အထူးထူပူးပေါင်းရုံးရုံးကန်စူးစမ်းနေတဲ့ပွဲ ဆိုတော့အခုဒီပွဲမှာ drone ပညာရှင်တယောက်ကကောင်တွေကိုကျွန်တော်ညီပင်မှတွေ့နေရပါပြီဆိုတော့ဒီကောင်တွေကို အသေးဖမ်းရင်ဖမ်းမဖမ်းရင်အရှင်ဖမ်းဖို့လဲကျွန်တော်တို့ကပြင်ဆင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်ရင်မိဘပြည်သူတွေကိုလည်းကျွန်တော်တို့ပေးစိတ်တင်ပြပေးသွားမှာဖြစ်တယ်လက်ရှိအချိန်မှာတမဟာလေးအနေနဲ့အတွင်းထဲကို လမ်းမှားပြီးတော့ဝင်လာတဲ့ဒရုန်းပညာရှင်ဒရုန်းကျန်းကျင်အကြမ်းမဖက်စစ်ခွေးချင်းမြတ်တရင်ခါမာယာငါးတစ်ခွန်တက်စကန်လေးကိုရောက်လာတဲ့ကောင်ငါကောင်ရဲ့အခြေအနေသူတွင်းသူတူရပါပါကျွန်တော်ပြောပြတာတေးုပ်မကလို့တေးုပ်ဘိုးကြီးလာရင်လည်းကျွန်တော်တို့ကလုံးလုံးမဂူးဆိုင်မှာပေါ့ ရုရှားမကတော့ရုရှားဘိုးအီလာရင်လည်းကူးဆိုင်မှာမဟုတ်ဘူး။ဒါကျွန်တော်လူငယ်တွေအားလုံးရဲ့အတန်းဖြစ်ပါတယ်။ဆိုတော့တခါတည်းမှာနိုင်ငံကြီးနဲ့ပတ်သက်ပြီးဟာအင်အားကြီးတဲ့နိုင်ငံတွေအဆက်လက်နဲ့တွေတကယ်ကိုများပြထုတ်လို့နိုင်တဲ့နိုင်ငံတွေပြီးတော့အာနာပါဝါဘီရိုအာနာတွေပါလက်ကင် ထားရှိထားတဲ့နိုင်ငံတွေအေးမအားလာပဲသွားပြီးတော့ဒူးထောက်ရင် ထောက်မယ်ငါတို့လူငယ်တွေကတော့လုံးဝဒူးမထောက်ရှင်းနေတယ် ဒီကောင်တွေကို give size ဆရာလဲမလို့သူကြောက်ဆရာလဲမရှိဒါကြောင့်တရုတ်ပြည်သူသမရမြန်မာနိုင်ငံနဲ့ဆိုရဲခေါင်းစဉ်အောက်မှာနေခြင်းတဲ့ကောင်တွေရဲ့တမိုင်းကတော့သူတို့ဆက်ကိုသူတို့ရေးပါလိမ့်မယ်ကျွန်တော်တို့ကတော့အကုန်လုံးကိုအရေးကွန်ခွာသွားမှာဖြစ်တဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုကြုံတင်အသိပေးလို့ပါတယ်ဟုတ်ပြီ ဒီနေ့အဓိကနောက်ဆုံးတင်ပြချင်တဲ့အကြောင်းအရာကထိုင်းနိုင်ငံစရင်စစ်ယုံပြူကျသွားတယ်အဲ့ဒီပြူကျမှုမှာတရုတ်တံမလီထုတ်လုပ်သူတွေယင်းနီးမြောက်နှံတဲ့ကံဒီတွေအဲ့ဒီမှာပါဝင်တဲ့သူတွေအကုန်လုံးကိုတရုတ်ကတံမလီထုတ်တဲ့ကောင်တွေတန်တူတန်ဆောက်ဂျင်းထဲကောင်တွေကိုထိုင်းနိုင်ငံက turn around ထုတ်လိုက်ပါပဲဆိုတော့ဒီတနေ့ကျွန်တော်မိပါတယ်ကြောက်မှာပါကျွန်တော်ပြောချင်တာကကျွန်တော်တို့အခုငလင်ကြောင့်ပြိုကျသွားတဲ့အဆောက်အဦတွေမှာထွက်လာတဲ့အဲ့ဒီဗန်တွေပြီးတော့အခြားသော accessory တွေဒါတွေကို test လုပ်လိုက်တဲ့အချိန်မှာဒီကောင်လေးက quality ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တန်းသိတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာ နေပြည်တော်ကြီးတစ်ခုလုံးပျို့ကြပျက်စီးဂျိုင်လဲပြီးတော့မန္တလေးမှာအကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့ခံဒီကစောက်ခဲ့တဲ့ဟိုတယ်ကြီး resort ကြီးပျို့လဲဆိုတော့အဲ့ဒီပျို့လဲမှုတွေမှာဘသူတာဝန်ယူမှာလဲဘသူတာဝန်ခံမှာလဲအခုမာအာလာနဲ့အပေါင်းအပါတွေဘာဖြစ်လို့ပါစပ်ပိတ်နေကြတာလဲကျွန်တော်မြင်ပါ ကျွန်းနိုင်ငံလက်ရှိအဲ့လိုအခြေအနေကိုရောက်နေတာပါကျွန်းနိုင်ငံသားတွေကဘာခွင့်ရေးမှမရှိဘူးဘာချပိုင်ခွင့်မှမရှိဘူးဘာတစ်ခုမှကျွန်တော်တို့ပြည်သူအတွက်လုပ်ပေးနေတဲ့အာနာရှင်အုပ်စုကျွန်တော်ပြည်သူမျက်နှာအချက်ကလေးတော့မကြည့်ဘူးကျွန်တော်အရန်အံ့ဩတယ်တခါတည်းမှာကျွန်တော်တို့ကိုယ်နိုင်လေလူသားချင်းစာနာထောက်ထားမှုတွေရှိတယ်ရှင်စစ်မြေနာပြည်မှာကျွန်တော်တို့စီကိုလက်နဲ့ချလာတဲ့ဒေါ်သူတွေတော်၎င်း တော့ကျွန်တော်တို့အရှင်ဖမ်းတဲ့သူတွေတော့လကောင်းကျွန်တော်တို့တကယ်ကိုတနာကျင်နာတတ်တဲ့စိတ်အခြေခံရှိတယ်ဒီကောင်တွေကိုကြည့်ပြီးတော့လေကျွန်တော်တို့အယံအံ့ဩတယ်ဒီကောင်တွေလူရောဟုတ်ရဲ့လားသိကြတာတော့ဒီကောင်တွေလူမဟုတ်ဘူးဆိုတာတော့သိကြပါတယ်ဟုတ်ပြီပြကြခဲ့တဲ့ပျက်စီးခဲ့တဲ့အဲ့ဒီတန်မမူနာတွေကိုထိုင်းနိုင်ငံကနှစ်ချိန်တိတိဆစ်ပြီးတော့အဲ့ဒီတရုတ်တန်မဏိဆက်ယုံနဲ့အဲ့ဒီ တန်တွေကိုသွင်းတဲ့ဒူတွေအကုန်လုံးကိုဖန်ရန်ထုတ်လိုက်တာပါအဲ့လိုဖန်ရန်ထုတ်ကြီးဆိုရင်ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိရလုပ်ငန်းရှင်တွေကြံ့မဲ့တော့မထင်ဘူးတော့အမျက်ဆုံးတစ်ခုကိုပဲချိန်ပြီးတော့စောက်ပွားခဲ့တဲ့အစားအုပ်တွေအခုပြိုလဲပျက်စီးဘာအာမခံကမ်ပဏီမှလည်းမရှိဘူးဘယ်သူမှလည်းလာမစောက်ပေးဘူးလက်ရှိအာနာလူထားတဲ့လက်ရှိ သူတို့ကသူတို့အစိုးရပါဆိုတော့ကြွညာထားတဲ့သူတွေကလည်းဘာမှလာလုပ်ပေးမှာမဟုတ်ဘူးအတန်ကောင်းဖြစ်ပြီးတော့ငလင်ကြောင့်တိတ်ဆုံးသွားတဲ့သူတွေကိုမြန်မာငွေ70သိန်းနဲ့မြန်မာငွေ70သိန်းလက်ရှိစီကိုစီးပွားရေးနဲ့ဘာလုပ်လို့ရဘာမှလုပ်လို့မရပြီးတော့နိုင်ငံတကာရခဲ့တဲ့ဒေါ်လာတန်းပေါင်းပြောင်းများစွာမြန်မာငွေ70သိန်းနဲ့ပေးမယ် အချိုးသာချကြည့်ပါကျွန်တော်ဒီနေ့ပြောနေတာလေမှန်လားမှားလားဆိုတာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ပြမှုတွေအဓိကအကြောင်းရင်းကလက်ရှိအကြံပွဲတော်အပြီးမှာအမျိုးသမီးတူကြီးစစ်မှုထမ်းဖို့ဖြစ်လာပါမယ်ဆိုတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့အမျိုးသမီးတူကြီးကြိုတင်ပြင်ဆင်နိုင်ဖို့ကျွန်တော်သတိပေးစကားပြောချခြင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်